ညစ်ပတ်တယ်လို့ထင်ပြီးတော့ခဏခဏလက်ဆေးတာမျိုးဆေးကြောတာမျိုးလုပ်နေမိတယ်။တကားလိုချခဲ့ရဲ့လားမီးရောပိတ်ခဲ့ရဲ့လားလို့တွေးပြီးတော့ခဏခဏပြန်သွားစစ်နေတာမျိုးလုပ်နေမိပြီဆိုရင်တင်က OCD လို့ခေါ်တဲ့စိတ်ကျန်းမာရေးအခြေအနေတစ်ခုကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ OCD ဆိုတာက Obsessive Compulsive Disorder လို့ခေါ်ပါတယ်။ နားလည်လွယ်အောင်ပြောရမယ်ဆိုရင် OCD လူနာတွေမှာဆိုရင်သူကဒီပစ္စည်းတွေဒီအရာတွေဒီနေရာတွေကိုမတန့်ရှင်းမှုညစ်ပတ်တယ်ဆိုတဲ့အတွေ့အကြုံရဲ့အုံနောက်ထဲမှာထပ်ခါတလဲလဲဖြစ်တယ်။ဒါဆိုရင် သူကလက်တွေခဏခဏဆေးတာမျိုးဒီပစ္စည်းတွေကိုတန့်ရှင်းရေးလောက်တာကိုခဏခဏလုပ်နေတာမျိုးရှိနေနိုင်ပါတယ်။နောက်တနည်းပြောရရင်တန်တရာတွေအရင်များရတယ်ပေါ့နော်။ဒီတကားတွေပိတ်ခဲ့ရလားဒီမီးပိတ်ခဲ့ရလားဒီခလုတ်ကောင်ကပိတ်ခဲ့ရလားစသည်ဖြင့်တန်တရာတွေအရင်များတဲ့အခါမှာသူကဘာဖြစ်လဲဆိုတော့ တော့ဒီတန်တရားတွေကိုပြေပြောက်ဖို့အတွက်ပြန်ပြီးခဏခဏပြန်သွားစစ်တာမျိုးအိမ်တကားပိတ်ခဲ့ရလားအိမ်အောက်ရောက်မှအပေါ်တက်ပြီးပြန်သွားကြည့်တာမျိုးတွေဖြစ်နိုင်ပါတယ် နောက်ထပ်တွေ့ရတဲ့ပုံစံတစ်ခုကသူကသူ့ရဲ့ပစ္စည်းတွေသူထားထားတဲ့နေရာမှာပဲအစီအစဉ်တကြပုံပန်းတကြပုံစံတကြထားခြင်းနဲ့အဲ့ဒါလေးတွေနည်းနည်းလေးခြုံရင်းသွားတယ်ပျက်စီးသွားတယ်ပုံစံပြတ်သွားတယ်ဆိုရင်ကိုသူ့ရဲ့စိတ်ထဲမှာအယံကိုစိတ်ဖိစီးမှုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အရာရာကိုစနစ်တကြလေးပြန်ပြီးတော့စီးနေတာမျိုးပုံပြန်ချနေရမျိုးတွေ OCD မှာတွေ့ရတတ်ပါတယ်ဒီလိုအတွေးတွေကြောင့်ဒီလိုအပြုတ်မှုတွေကိုမှသူတို့ကမလုပ်ရဘူးဆိုရင်လေသူတို့ကအယံကိုစိတ်ဖိစီးပြီးတော့ anxiety ဖြစ်တယ်ပေါ့နော်ဆိုရင်စိတ်တွေကြောင်ကြာစိတ်တွေဖြစ်လာတဲ့စိတ်ထဲမှာဒေါသတွေထွက်လာတာမျိုးကို OCD လူနာတွေမှာတွေ့ရတတ်ပါတယ်တကယ်လို့ကိုကကိုကိုကို OCD ဖြစ်နေပြီလို့ထင်နေဆိုရင်တော့နှောင့်နှေးကြံ့ကြာမနေဘဲနဲ့ဆရာဝန်ကိုတွားပြပေးပါဒါဆိုရင်ဆရာမတို့စိတ်ကျန်းမာရေးဆရာဝန်တွေကနေပြီးတော့စီးတွေပေးလို့ရပါတယ် CBT လို့ခေါ်တဲ့ကုထုံးတွေနဲ့လည်းကုသပေးလို့ရပါတယ် OCD ကိုကောင်းကောင်းကုသမယ်ဆိုရင်ဆရာမတို့တစ်နေ့နှစ်နေ့အတွင်းမှာပဲပြောက်ကင်းသက်သာနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင် င်ပါတယ်ကျမဒေါက်တာ Grace ပါ